ျွန်တော်တို့တင်ပေးချိုက်နေအခါဒီတင်မဘေးမာဆဲကိုကျွန်တော်တို့ချိန်ဖန်များစွာကစားတယ်နှစ်လကြာရှည်ကစားတယ်ဒါပေမဲ့တိတ်ပြီးတော့တိတိတတပြောင်းလဲမလာဘူးဆိုတဲ့ခံစားချက်ကိုကြုံနေရလာဒါဆိုရင်ဒီတင်ပေးချိုက်တာကလုံးဝပြုတ်ပြင်လို့မရတော့ဘူးဆိုတာသိကြလားဒီဗီဒီယိုလေးမှာကျွန်တော်တို့တင်မမာဆဲတွေက ဘလို့ရှိတယ်အယုတ်ဖွဲ့စည်းပုံကဘလို့ရှိလဲတူးနဲ့တူးဘာကြောင့်တင်ပါပုံစံတွေမတူ क्वे ပြားခြားနားနေရလဲဆိုတာကိုကျွန်တော်အသေးစိတ်တိတိကျကျလေးရှင်းပြသွားမှာဖြစ်တယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တင်ပါမဆေကိုအချမ်းမြင်အဖြစ် gluteus maximus အကြီးကောင်လို့အလွယ်တကူနားလည်ထားလိုက် နောက်တစ်ခုက gluteus medius အလက်ကောင်လို့အလွယ်တကူနားလည်ထားလိုက်နောက်ဆုံးကအောက်ဆုံးမှာရှိတဲ့ကောင်လေး gluteus minimus အငယ်ကောင်လို့အချမ်းမြင်နားလည်လည်ထားလိုက် ဆိုတော့ဒီပုံမှာပြထားတဲ့ကျွန်တော်တင်မမဆက်အသုံးကိုပေါ့အကြီးကောင်လို့ကျွန်တော်တို့တော်တော်များများ train ကြတယ်ကြီးလဲကြီးလာတယ်ကျွန်တော်တို့တင်မတော်တော်လေးပြေးလာတာတွေ့ရတယ်အေးဒီမှာပြဿနာဖြစ်တာကဒီ gloomy gloomy ကိုမကစားတင်ဘူးလို့ပြောတာတော့မဟုတ်ဘူးကစားတင်တယ်ဒါပေမဲ့ရွေချက်မှားနေတယ်ကျွန်တော်တို့ဒီကောင်ကစားတဲ့အခါမှာအခုဒီပုံမှာပြထားတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့ပြေးတဲ့အခါတော့လကောင်ကြာကြာမတ်တက်ရက်တဲ့အခါတော့လကောင်ကျွန်တော်တို့တချို့သောလေးချင်းငန်တွေလုတ်တဲ့အခါတော့လကောင်ဒီကောင်လေးကထိမ့်ပေးတာ ထိမ့်ပေးတာ stabilizer လीဆိုတော့မျိုးလုံးလေးမြင်အောင်ပြောရမယ်ဆိုကျွန်တော်မတ်တက်ကြကြရက်တဲ့အခါကျရင်ဒီလိုမျိုးနှဲ့သွားတာကြုံမှုရမလားအဲ့လိုမျိုးနှဲ့သွားအသိစိတ်ကအဲ့လိုဖြစ်တာနောက်ပြီးတော့ကျွန်တော်တို့ဒီပုံမှာပြထားတဲ့တင်မာယိုးနဲ့ပေါင်ယိုးပေါ့ anterior superior iliac spine နဲ့ကျွန်တော်တို့ greater token နဲ့ဂျားထဲမှာရှိတဲ့ kwa ha မှုကိုမူတည်တယ်ကျွန်တော်တို့ဒီ kwa ha မှုကြီးကကြီးလေကျွန်တော်တို့ hip disc ကကြီးလေဖြစ်တယ် ဆိုတော့ဒါကြီးကိုကျွန်တော်တို့ကဒီကွာဟမှုကြီးကအယုတ်ဖွဲ့စည်းပုံဖြစ်တယ်ကျွန်တော်အယုတ်ဖွဲ့စည်းပုံကြီးကိုကျွန်တော်တို့ကပြင်လို့မရတာဖြစ်တဲ့အတွက်အသေးအတန်ကြီးထားကိုပြုပြင်ပြောင်းလဲလို့မရဘူးဒါပေမဲ့တစ်ဖက်မှာလည်းတိုးတက်လာတဲ့ခက်စနစ်အခြေအနေအရကျွန်တော်တို့ရဲ့ aesthetic clinic လပဆိုင်ရာဆေးကန်းတွေမှာချိန်နေနေရာ filler ထိုးလိုက်တာတို့တခြား surgery လုပ်တာတို့ implant လုပ်တာတို့အမျိုးမျိုးရှိလာတယ်ဒါကတော့ကိုငွေကြေးတက်နိုင်တယ်ဆိုရင်စိတ်ချယုံကြည်ရတဲ့ပညာရှင်တွေလောက်တာမိတ်ဆွေလွတ်လပ်ခွင့်ဖြစ်တယ်ဒါပေမဲ့ဒီအယုတ်ဖွဲ့စည်းပုံကြောင့်ဖြစ်နေတဲ့ gap ကြီးကိုတော့ကျွန်တော်တို့ကသွားပြီးတော့ ဒါကြီးကိုစောင့်နေထွင်းပြီးတော့တပ်ပြင်လို့မှမရဘူးဆိုတော့အလွယ်နားလည်အောင်ပြောရမယ်ဆိုရင်ဒီတင်မားယိုးနဲ့ပေါင်ယိုးချားမှာရှိတယ်ဒီပုံမှာဒါအရှင်းဆုံးအနည်းဆက်ဆုံးပုံမှာပြထားတဲ့ဟာပေါ့နော်ဒီ gap နှစ်ခုမှာကွာနေတဲ့အကွာဝေးကိုကျွန်တော်တို့ကကြည့်ပြီးတော့ဆုံးဖြတ်ရမှာဖြစ်တယ်ဆိုတော့ဆက်ဆက်ပြီးတော့ဘူသူနာအနေနဲ့ပြောရမယ်ဆိုရင်တယောက်နဲ့တယောက်တင်မား shape တွေမတူတချို့ကမွေးကလေးရကိုလှနေတာဒီအပြိုပဝင်ငါးစားဖြစ်တဲ့ကအဲဒီចောင်းသူဘွားတွေကတက္ကသိုလ်ចောင်းသူဘွားတွေတင်မား shape အရန်လှနေတဲ့အမျိုးသမီးငယ်လေးတွေရှိတယ်ချင်းကစားထားလို့ မဟုတ်ဘူးဒါဆိုဘာလို့ကွာသွားတာလဲဒါဆိုရင်ကျွန်တော်နားလဲလွယ်အောင်အလွယ်တကူကျွန်တော်တင်မာယိုးနဲ့ပေါင်ယိုးလို့ပဲပြောသွားမယ်ဆိုတော့တင်မာယိုးနဲ့ပေါင်ယိုးနဲ့ကျွန်တော်ဒီလိုတက်တက်ကြီးရှိနေမယ်ဆိုရင်အဲ့ဒီတင်မာစဉ်းစားကြည့်လိုက်ဒီလိုမျိုးအင်္ဂလိပ်အက္ခရာ h ပုံစံမျိုးတက်တက်ကြီးဖြစ်နေမှာဖြစ်တယ်အကယ်၍ဒီတင်မာယိုးနဲ့ပေါင်ယိုးကပေါင်ယိုးကဒီလိုလေးအပြင်ကိုထွက်နေမယ်တမယူကဒီမှာရှိရပေါင်ယူကဒီလိုလေးအပြင်ထွက်နေမယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးလေးအသေးပုံပုံစံ hash shape အသေးပုံဇောက်ထိုးပုံစံလေးဖြစ်နေမှာဖြစ်တယ်အကဲတင်မရိုးနဲ့ပေါင်ရိုးနဲ့ဒီလိုလေးနီးနီးကပ်ကပ်လေးရှိနေမယ်ဆိုရင် တင်မလေးကလုံလုံဝိုင်းဝိုင်းလေးအင်္ဂလိပ်အခေက O shape ပုံစံဖြစ်နေမှာဖြစ်တယ်ကံအစိုးဆုံးကတော့ကျွန်တော်တို့ဒီတင်မရိုးနဲ့ပေါင်ရိုးပေါင်ရိုးကဒီလိုအแทဲဝင်နေမယ်တင်မရိုးကဒီဘက်မှာရှိနေမယ်ဆိုရင်ကျွန်တော်တို့အင်္ဂလိပ်အခေက A ပုံစံတင်မရှူးတဲ့ပုံစံဒီလိုမျိုးဖြစ်နေမှာ ဖြစ်တယ်ဆိုတော့မွေးရပါ အသေးပုံဇောက်ထိုးလေးရှိတယ်။ O shape အဝိုင်းလေးရှိတယ်။အင်္ဂလိပ်အက္ခရာ H ပုံစံအဲ့လိုတဲ့တဲ့ကြီးရှိတယ်။အော်အကန့်အစိုးဆုံးတင်မရှုနေတဲ့ပုံစံဖြစ်တယ်။ဒါကတော့မွေးရပါပါလာပြီးသားဒီနေရာမှာတတိထားရမှာကအသေးပုံပုံစံရှိတဲ့အမျိုးသမီးငယ်တွေကအကစားပေါင်းမီတွေဝစ်ပြီးတော့လေ့ကျင့်ခန်းတွေလုပ်ပြတယ်။အဲငါတို့ဒီလေ့ကျင့်ခန်းတွေလုပ်ရင်ဒီလိုဖြစ်မယ်ဆိုပြီးတော့တွေးထင်ရင်တော့မှားသွားလိမ့်မယ်။ ကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့မွေးရပါပုံစံကတော့လှတာရှိတယ်မလှတာရှိတယ်ဒါတော့ခဏမေးလိုက်အတက်နိုင်ဆုံးအနည်းဆက်ဆုံးကျွန်တော်တို့ရရှိတဲ့ခန္ဓာကို အချိုးအစားပြည့်ပြင်းအောင်ထုစစ်လို့ရတယ်လေ့ကျင့်ခန်းကြီးလုတ်ဒီလေ့ကျင့်ခန်းကြီးလုတ်တာနဲ့မွေးရပါ half shape ပါလာတဲ့တင်မာကြီးအတိုင်းရမယ်ဆိုရင်တော့ဝမ်းနေပါတယ်ဒါအကြီးကျယ်ဂျင်းထည့်နေတာဖြစ်တယ်ရှေ့မှာကျွန်တော်ပြောထားတဲ့ငွေကြေးတစ်ခုခုအစဉ်ပြေလို့စိတ်ချယုံကြည်ရတဲ့နားလေတကြံတဲ့ပညာရှင်တွေနဲ့ကိုယ့်အကို ဖီလာထိုးတာပဲဖြစ်ဖြစ် implant လုပ်တာပဲဖြစ်ဖြစ် surgery လုပ်တာပဲဖြစ်ဖြစ်လုပ်တာလေဒါမိတ်ဆွေတို့လက်ပိုင်ခွင့်ဖြစ်တယ်။ဒါပေမဲ့ force out တွေမပေးစေချင်တာကဒီလိုကြီးမွေးလာတဲ့တင်မကြီးနဲ့ဒီလေးချင်းကန်နေလို့ရင်ဒီလိုကြီးခုနရသားသမီးအကုန်လုံးဖြစ်သွားမယ်ဆိုတာတော့အင်မတန်လွဲမနေတာရတယ်။နောက်ပြီးတော့ hip dip ပျောက်တဲ့လေးချင်းကန်ဆိုတာလည်းမရှိပါဘူး။အတက်နိုင်ဆုံးအနည်းဆက်ဆုံးနည်းနည်းပပပြေပြစ်လာတာတက်တာလာတာရှိမယ်။ဒီကွာဟနေတဲ့အယိုးဖွဲ့စည်းပုံကြီးကိုလေးချင်းကန်လုံးယုံနဲ့ပြည့်မယ်ဆိုရင်တော့တခုခုတော့မားနေပါပြီ။မြပြလို့နဲ့တင်မလေးချင်းကန်ဒီ ဘာလို့လို့လောက်ရမှမသိဘူးဖြစ်နေတယ်ဆိုရင်အထက်ရောက်ဆုံးတင်မလေ့ကျင့်ခန်းဗီဒီယို14ပုတ်ရှိပါတယ်ဒီဗီဒီယို playlist လေးကိုတော့ကျွန်တော်အခုဗီဒီယိုရဲ့အောက်မှာ comment ချတာပေးပါမယ်ဒီလေ့ကျင့်ခန်းတွေကြီးပဲလောက်ရမယ်လို့ပြောတာမဟုတ်ဘူးတင်မလေ့ကျင့်ခန်းတွေလောက်တဲ့အခါနီးစနစ်တကျတိတိကျကျဘယ်လိုလုပ်လို့ရမလဲဆိုတာကိုမျှဝေပေးထားတာဒါဆိုတော့ကိုတင်မရှိတ်လေးကဘလို့ရှိလဲဆိုတာလေကိုကကိုအနေဆက်ဆုံး ဲ့နှစ်ခုနေရာလေးကိုကွာမှုလေးကိုတိုင်းတာကြည့်ဓာတ်ပုံရိုက်ကြည့်အကောမန့်မှာလည်းတောင်တစ်ယောက်ဘလိုလေးတွေရှိလဲအဘလိုလေးတွေလုံးဖြစ်နေလဲပြန်လဲအမျိုးသမီးတွေဆွေးနွေးသွားဖို့လဲကျွန်တော်အကြံပြုလိုပါတယ်ဒီထက်ကောင်းတဲ့ content တွေဆက်ဆက်ပြီးတော့လုံနိုင်အောင်ဆက်ကြိုးစားသွားပါမယ်